အလူပြုတ်လို့ရည်ရွယ်ချက်နဲ့တရိษံတတ်ခဲ့ပြီရယ်အလူပြုတ်ရင်းနေဆိုတော့ဒါသူများကိုပေးကြံကန့်ကျင်နေဆိုတော့ခုသူပိုင်းလို့ပြောရမှာဖြစ်တယ်မှန်ပါဗျာတရိษံတတ်တဲ့အခါကျတော့ဟိုကရည်ရွယ်ချက်ကိုသာပြောတာအလူပြုတ်လို့ရည်ရွယ်ချက်ကတခုမှန်ပါဗျာအဲ့ဒါကအလူပြုတ်လို့ရရဲ့ဆိုတော့ကောင်းတယ်မှန်ပါဗျာအဲ့ဒီအပိုင်းကခုသူလို့ပြောလို့ရတယ် ်တိရစ္ဆာန်တတ်ပြီဆိုတဲ့အခါကျတော့သူ့မှာကိုချင်းစာတရားနဲ့အကျင့်နာတရားတွေပြက်ကွက်သွားတယ်မှန်ပါဗျာကိုကိုဘာလို့ဆိုရင် ကိုချင်းစာတရားဆိုရင်ကိုတတ်ရင်ခံနိုင်မလားမှန်ပါဗျာဟုတ်တယ်မလားကိုမကြိုက်တဲ့အလုပ်တစ်ခုကိုသူများကလုပ်တယ်ဆိုတော့ကလေးကသူကကိုချင်းစာတရားပြက်ကွက်သွားတယ်မှန်ပါဗျာတစ်ဖက်သားကိုဒုက္ခရောက်အောင်လုပ်လိုက်ပြီဆိုတော့သူကစေရနာဆိုဖြစ်သွားတယ်မှန်ပါဗျာအဲ့တော့အလူပြုတ်လို့တဲ့ရည်ရွယ်ချက်တည်းကတော့ရည်ရွယ်ချက်အကောင်းပဲ သို့တော့တိရစ္ဆာန်ကိုတတ်လိုက်လို့ရှိရင်အဲ့ဒီတတ်တဲ့ပြစ်မှုကတခြားမှန်ပါဗျအဲ့တော့တိရစ္ဆာန်တတ်တဲ့ပြစ်မှုကြောင့်ငရဲကြီးပါသလားဆိုသူ့ရဲ့သူ့ရဲ့စေရနာတော်ကြီးကတော့အဘိငရဲကိုခြားစီနိုင်တဲ့ဟာလေးချပြအကောင်မှန်ပါဗျနော်မှန်ပါဗျမှန်ပါဥပမာမဲ့ဇလန်နေရှိတယ်မှန်ပါဗျမုတ်ဆိုးတယောက်ဟာတားကောင်းတတ်လာတဲ့တတ်တော့ကတော့သူစားဖို့တတ်တာပဲမှန်ပါဗျရှောင်ချဖို့လည်းဖြစ်မယ်ပေါ့ ပစ္စကဘုရားဓမ္မနဲ့တွေ့တဲ့အခါကျတော့အဲ့ဒီသားဟင်းကိုလှူလိုက်တယ်မှန်ပါဗျာသူကဒီဘဝမှာလာပြီးတော့ချက်တရားရတယ်ဆိုရင်အဲ့တော့လှူတဲ့ကုသိုလ်ကတခြားတတ်တဲ့ဟာတခြားသူကတကန့်စီတကန့်စီပဲမှတ်ရတယ်အဲ့ဒါမျိုးကြတာမှန်ပါဗျာခိုဟာအတွက်ကခိုဟာအကျိုးပေးပါဒါအတွက်ကဒါအကျိုးပေးမှန်ပါဗျာမတူ